မင်္ဂလာပါရှင်။တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုဒဝဲဝက်အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါ။ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ရေဖြူမြို့နယ်စိန်ပုံရွာမှာလက်နက်ကြီးထိမှန်လို့နေအိမ်၃ဆောင်ပြိုကျသွားပြီးဘုံကြီးကျောင်းမှာထိမှန်တဲ့အကြောင်းတနင်္လာရီကဗန်လမုတ်ရွာမှာကလေး၃ဦးအပါအဝင်ဒေသခံ9ဦးကိုစစ်ကောင်စီဖမ်းတဲ့သတင်းဒဝဲအရှိတောင်းမှာရှိတဲ့ကြောင်မဲတောင်စခန်းနောက်ကိုစစ်ကောင်စီတပ်ကလင်းရင်နဲ့ဘုံကျဲတဲ့အခြေအနေနဲ့ တဝဲမှာတိလရှင်မိတိကျုံဆက်တိဆောက်မဲ့အကြောင်းမြေကော့တောင်လမ်းပိုင်းကစစ်ကောင်စီဂိတ်တွေစားတော့ကုန်တည်ယူခွင့်ပုံမှုတင်းကျပ်တဲ့အခြေအနေကင်းညူစီပုံမဲ့လက်နက်တွေချင်းမိုင်မှာဖမ်းဆီးခံရတဲ့တည်င်းစရတဲ့တည်င်းတွေကိုနားဆင်ရမှာပါရှင်ပရမဇုံတည်င်းတစ်ပုတ်အနေနဲ့ကတော့ စစ်ကောင်စီတပ်ကဧပြီလ22ရက်နေ့ညမှာလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်လို့ရေဖြူမြို့နယ်နယ်ကြီးစင်ကြီးရွာအုပ်စုစိန်ပုံရွာမှာနေအိမ်သုံးလုံးပြိုသွားပြီးဖုန်ကြီးကြောင်လက်ကြီးထိမှန်ခဲ့ပါတယ်။စိန်ပုံရွာဟာဧပြီလ20ရက်နေ့ကစစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတွေကြားတိုက်ပွဲဖြစ်ပြီးစစ်ရေးတင်းမာနေတဲ့မင်းသားကြီးရွာအုပ်စုနဲ့ကလျက်မှာရှိပါတယ်။တည်တင်းအပြည့်အစုံကိုတဝဲဝက်ဝိုင်းတော်သားတအူးကပြောပြပေးသွားမှာပါရှင်။ ရေပြည်မြို့နယ်နတ်ကြီးစင်ကျွရအုပ်စုစေပုံရွာမှာဧပြီလ22ရက်ညကစစ်ကောင်စီတပ်ကနေလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်လို့နေအိမ်သုံးလုံးပြိုပြီးဗိုလ်ကြီးကြောင်းလဲကြီးထိမှန်ခဲ့ပါတယ်။စေပုံရွာဟာဧပြီလ20ရက်နေ့ကစစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုတွေကြားတိုက်ပွဲဖြစ်ပြီးစစ်ရေးတင်းမာနေတဲ့မင်းသားကျွရအုပ်စုနဲ့ကက်လျက်မှာတရှိပါတယ်။လက်နက်ကြီးကြီးထိမှန်လို့စေပုံဘူတာယုံနာကကိုဇုံဆိုင်တဆိုင်နဲ့ လူနေအိမ်နှလုံးပစ္စည်းသွားပြီးရွာသားတွေကတော့ဧပြီလ21ရက်နေ့ကတည်းကကြိုတင်တေးရှောင်နေကြတဲ့အတွက်လူထိခိုက်မှုမရှိဘူးလို့ဒေသခံတွေကဆိုပါတယ်ဧပြီလ20ရက်တိုက်ပွဲပြီးတဲ့နောက်ညပိုင်းမှာလည်းစစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်စေဘိုးရွာမှာနေအိမ်တလုံးမီးလောင်ပျက်စီးခဲ့ပြီးမြို့သားတအူးကြီးစားထိမှန်ဒဏ်ရာရခဲ့ပါသေးတယ် ကလျော်မျိုးဘက်ကစစ်ကောင်စီတိုင်ရင်းတွေကလည်းလက်နဲ့ကြီးနဲ့ရန်တမ်းပစ်ခတ်တာတွေလုပ်နေလို့ရေးတဝဲကလန်းဘော်ကကြေးရွာဒေသခံတွေလည်းတိုက်ပွဲဖြစ်လာမှာကိုစိုးရိမ်နေကြပါတယ်။အခုလက်ရှိစစ်ရေးတင်းမာနေတဲ့မင်းသားကြေးရွာအုပ်စုနဲ့နတ်ကြီးစဉ်ကြေးရွာအုပ်စုတွေဟာမုံနဲ့တရင်သားကြီးဆက်မှာဖောက်ထားတဲ့ရေးတဝဲမြေထားလမ်းဟောင်းဘေးကကြေးရွာအုပ်စုတွေဖြစ်ကြပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ တနင်္လာရီမြို့နယ်ဘန်လမော့ရွာမှာကလေးသုံးဦးအပါအဝင်ဒေသခံ9ဦးကိုစစ်ကောင်စီတပ်ကဖမ်းဆီးထားပါတယ်ဒီနေ့ဧပြီလ23ရက်နေ့မနက်9:00နာရီလောက်မှာဘလမော့ရွာအလယ်လမ်းပိုင်းလမ်းဆုံမှာရှိတဲ့စစ်ကောင်စီတပ်ကကလေး2ဦးအပါအဝင်မိသားစုဝင်5ဦးကိုဖမ်းဆီးခဲ့တယ်လို့ဆိုပါရယ်။အဲ့ဒီမိသားစုအဖမ်းခံရပြီးမကြခင်မှာပဲဘလမော့ဒေသခံမမီဝင်းနဲ့အသက်10နှစ်အရွယ်သမီးဖြစ်သူကိုလည်းစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တယ်လို့ဘလမော့ဒေသခံတွေစီကသိရပါရယ်။ အဖမ်းခံရသူတွေဟာဗန်လုံမွတ်ကျေးရွာအုပ်စုမှာဥယျာဉ်ချန်လုံနေကြတဲ့သူတွေဖြစ်ပြီးစစ်ကောင်စီတပ်ကသူတို့ကိုဗန်လုံမွတ်ရွာထဲမှာရှိတဲ့နေအိမ်တစ်ဆောင်မှာထားထားတယ်လို့ဒေသခံတွေကဆိုပါတယ်။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့ဧပြီလ18ရက်နေ့ကစပြီးဗန်လုံမွတ်ကျေးရွာအုပ်စုထဲကပြည်တော်စုလမ်းတစ်လျှောက်မှာအင်အားရာချီတိုးချဲ့ထားပြီးလမ်းသွားလမ်းလာတွေကိုစစ်ဆေးနေတယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့တဝဲအရှိတောဒေသကြောင်မဲတောင်ရွာမှာရှိတဲ့စစ်ကောင်စီရဲစခန်းနောက်ကိုဒီကနေ့မိုးလက်တနားရီလောက်မှာစစ်ကောင်စီတပ်ကလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတချို့ကပြောပါတယ်။ကြောင်မဲတောင်စခန်းကိုဒီကနေ့မနက်ပိုင်းမှာကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNL နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေကဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့စစ်ရေးသတင်းအရင်းမြစ်တွေစီကသိရပါတယ်။သတင်းအပြည့်အစုံကိုဒိုဝဲဝရှိုင်းတော်သားတို့ကပြောပြပေးသွားမှာပါရှင်။ ဒွန်ရှိရိုဒေကတောင်မဲတောင်ရွာစစ်ကောင်စီရဲ့စကန်နာကိုဒီနေ့ဧပြီလ23ရက်အမွန်လွယ်တနားရီလောက်မှာစစ်ကောင်စီတပ်ကလေရင်နဲ့ပူချဲတက်ခိုက်ခဲ့တယ်လို့ဒေသခံတချို့ကပြောပါတယ်။တောင်မဲတောင်စကန်ကိုဒီနေ့မနေ့ပိုင်းမှာကရင်မျိုးသားလွန်မြောက်ရေးတပ် KNLA နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF ဘူအောင်တပ်တွေကဝိုင်းပိတ်ဆို့ထားတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။ ထိုကျတိုက်ခိုက်မှုမှာတော့ဒေသခံတွေထိခိုက်တာမရှိဘူးလို့ဆိုပါတယ်။တောင်စုလိုကျောင်းဝဲတောင်နဲ့မြေသားမျိုးလမ်းဘက်တွေကိုတော့ KNL PDF ပူပေါင်းတပ်တွေကပြေးလိုက်ပြီးဒေသခံတွေကိုပြီးလို့ရကြောင်းရွှေ့ခိုက်တဲ့အတွက်ဒေသခံတွေရွာလို့ကြောင်းအနေအားရွှေ့ပြောင်းနေကြတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ကလည်းဒိုဝဲရှိတော့ဒေသကနေဒိုဝဲမျိုးကိုသွားတဲ့ရှိဝါရွာဖေဖျားမင်းစစ်စီအဝင်ကိကူလေးပြေးလိုက်ပြီးလို့ဒေသခံတွေစီကတီးရပါတယ်။ စစ်ကောင်စီတန်းနဲ့ KNL PDF ပူပေါင်းတပ်တွေကြားစီတင်မာနေပြီးဒီကြောင့်တက်ခိုက်မှုတွေပါလူဆောင်လာမကိုဒေတာကန်တွေစိုးရင်နေကြပါပြီနောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ကတော့တဝယ်မြို့မှာတီလာရှင်တွေအတွက်တီးတန့်အသုံးပြုဖို့မိသက်ကျုပ်ဆက်တီးဆောင်မှာဖြစ်တယ်လို့မိသက်ကျုပ်ဆက်ဖြစ်မြောက်ရေးအဖွဲ့အစည်းကသိရပါဗျာ ဒိုဝဲမြို့ကအောဝါဒါစရိယဆရာတော်တို့ရဲ့မိကျောက်ခွင့်ပြုချက်နဲ့ဒိုဝဲမြို့ညောင်ရတောင်ရက်ွက်ဖုန်ကြီးပြန်ကုန်းမှာရှိတဲ့ဖုန်ကြီးမိတ္တကျုဆက်ပြီးမှတိဆောက်မှာဖြစ်တယ်လို့အဖွဲ့ရဲ့ဘန်နာရေးတာဝန်ရှိသူကပြောပါတယ်မီဒီဂျိုဆက်ခေါင်းတိုင်အမြင့်ဟာပေ80နဲ့အထက်ရှိမှာဖြစ်ပြီးကျပ်သိန်း1500လောက်ကုန်ကြဖို့ခန့်မှန်းထားတယ်လို့သိရပါဗျ။အများပြည်သူလှူဒန်းဝင်နဲ့တိဆောက်သွားမှာဖြစ်ပြီးလာမယ့်မေလမှာစတင်တိဆောက်နိုင်ဖို့ရထားတယ်လို့ဆိုပါတယ်။ တဝယ်မြို့မှာအခုလက်ရှိယဟန်တန်လာတော်တွေအတွက်မိသားစုဆက်တစ်ခုပဲရှိပြီးတိလရှင်တွေအတွက်တည်တံ့မရှိတာကြောင့်နိုင်ရင်ဖြစ်လာတဲ့အခါအများပြည်သူအုံပြုတဲ့တဝယ်မြို့ဇဟာရွာမှာရှိတဲ့ဘာသာပေါင်းစုံတုံ့တန်မှာပဲတည်ကြိုနေရတာပါဒါကြောင့်တိလရှင်မိသကျုဆက်အတွက်ပါဝင်လှူဒန်းလူသူတွေအနေနဲ့တိလရှင်မိသကျုဖြစ်မြောက်ရေးအဖွဲ့တဝဲမျိုးကိုဆက်သွယ်လှူဒန်းနိုင်တယ်လို့အဲ့ဒီအဖွဲ့အစည်းကသိရပါဗျ။ ောက်ထပ်သတင်းတစ်ပုဒ်ဖြစ်တဲ့မြေကော့တောင်းလမ်းပိုင်းကစစ်ကောင်စီတပ်စစ်စည်းဂိတ်တွေမှာစားတောက်ကုန်တယ်ဆောင်ခွင့်ကိုဧပြီလအစောပိုင်းကစပြီးပိတ်ထားပေမဲ့အခုရက်ပိုင်းပိုတင်းကျပ်လာတယ်လို့ဒေသခံတွေနဲ့ကုန်ကားသမားတွေစီကသိရပါဗျ။သတင်းအပြည့်အစုံကိုဒိုဝဲဝက်ဝိုင်းတော်သားတို့ကပြောပြပေးသွားမှာပါရှင်။ မြိတ်ကော်တောင်လှမ်းပိုင်းကစကောက်စီတက်ဆက်စည်းဂိတ်တွေမှာစားတောက်ကုန်တက်ဆောက်ခွက်ကိုအီဘီလာအစောပိုင်းကပိတ်ထားပေးမယ်။အခုရက်ပိုင်းပိုတိတ်ကျက်လာတယ်လို့ဒေသခံတွေနဲ့ကုတ်ကားသမားတွေစီကသိရပါဗါတယ်။အဲ့ဒီလမ်းတစ်လျှောက်ကစကောက်စီတက်ဂိတ်တွေဟာကုတ်ကားတွေမှာစားတောက်ကုန်တင်လာရင်တိတ်တိတ်ကျက်ကျက်ဆက်စည်းပြီးအတမသိသိတာတွေလှုပ်လာတယ်လို့ကုတ်တေရှင်မောင်းတို့ကပြောပါဗါတယ်။မိုင်းရ60ကျော်กว่าဝေးတဲ့အဲ့ဒီလမ်းပိုင်းမှာစကောက်စီဆက်စည်းရေးဂိတ်10နှစ်ချီရှိပြီး ကျင်းနေတဲ့သရဆဆေးကဲအပါအဝင်တနင်္သာရီမြို့နယ်ထဲကဆဆေးဂိတ်တွေမှာအဓိကဆဆေးလိရှိတယ်လို့ကာသမအချို့နယ်ဒေသခံတွေကပြောပါတယ်။အဲဒီလိုစားတောက်ကုံတိဆောက်ခွဲပိတ်ထားလို့တနင်္သာရီနဲ့ဗုတ်ပြင်းမြို့နယ်ကရွာတွေမှာဓာတ်ဆီနဲ့စားတောက်ကုံဈေးနှုန်းတွေအဆမတန်မြင့်တက်လာတယ်လို့ဒေသခံတွေစီကသိရပါတယ်။တနင်္သာရီတိုင်းထဲတွန်လိုင်းတက်တွေအကောင်းတဲ့ဒေသတွေကိုစံရိတ်ခါနဲ့စေဝါစားတဲ့ကုန်ပစ္စည်းတည်ဆောင်တာကိုစက်ကောက်စီတက်ကပိတ်ပင်ကတ်တက်လိရှိတာပါ။ တနင်္သာရီမြိတ်ပြည်ထောင်စုလမ်းကကျင်းတန်းတိုင်းတရာစက်ကောက်စီစစ်ဆေးဂိတ်မှာလဲဆန်အပါဝင်စားတော့ကိုတင်ဆောင်လာတာကိုတိတိကျကျစစ်ဆေးလိရှိတဲ့အပြင်ရေမောင်းနဲ့ခီးတွားတွေကိုပါဖမ်းဆီးလိရှိပါသေးတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ကရင်မျိုးသားစီယုံခရင်ညုဖွဲ့စီပုံမဲ့လက်နက်ပစ္စည်းတွေနဲ့အတူပို့ဆောင်ပေးတဲ့ထိုင်းနိုင်ငံသားနှစ်ဦးချင်းမိုင်မှာဖမ်းဆီးခံရတယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြပါဗျာ။ ဧပြီလ22ရက်နေ့နေ့လယ်ပိုင်းကစုထိပ်ဒေတာမှာရဲတပ်ဖွဲ့တွေဂိတ်ချစစ်ဆေးနေချိန်တိုယိုတာပစ်ကပ်ကားတစ်စီးကိုမတင်ကာလို့တားဆီးစစ်ဆေးတာကနေလက်နက်တွေနဲ့အတူဖမ်းဆီးခံရတာပါဖန်စီခံရသူတွေဟာအသက်29နှစ်နဲ့28နှစ်အရွယ်တွေဖြစ်ကြပြီးမဲဟောင်ဆောင်ဒေသခံတွေဖြစ်တယ်လို့တည်င်းတွေမှာဖော်ပြထားပါဗျ။ သူတို့ဟာလက်နက်ပစ္စည်းတွေကိုကောင်းအနောက်ဘက်မှာပုံးတွေနဲ့ထည့်သွင်းလာတာဖြစ်ပြီးပုံးတွေထဲမှာ AR rifle 10လက်၊ကြီးကပ်10ခုနဲ့ဘုံးသီး3လောင်ချာ14လက်တို့ကိုစစ်ဆေးတွေ့ရှိခဲ့ပါတယ်။လက်နက်ပစ္စည်းတွေကိုချင်းမိုင်မျိုးကနေတဆင့်မဟောင်ဆောင်နယ်ဆက်ကခရမ်းညုံအဖွဲ့ရေးစီပို့ပေးရမှာဖြစ်တယ်လို့ပို့ဆောင်သူနှစ်ဦးကရဲတပ်ဖွဲ့စီထွက်ဆိုထားပါဗျ။ပို့ဆောင်ခအနေနဲ့တချင်ကိုဘက်၈၀၀၀ကနေ၉၀၀၀ကြားရပြီးပို့ပေးနေတာ၃ချင်အထိရှိပြီလို့ဆိုပါဗျ။ လက်ရှိမှာဖန်ဆီးခံရသူနှစ်ဦးကိုဥပဒေအရဆက်လက်စစ်ဆေးမေးမြန်းသွားမှာဖြစ်ပြီးဖူးပင်ကရချာနေဝက်ရဲစခန်းကိုပို့ဆောင်ထားတယ်လို့ဖော်ပြထားပါတယ်။အခုလိုတနင်္လာရီတည်င်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ Dwell Wash Wine တို့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။